တပည့်ရှင်မောက္ကလံတကူရာမှာထုရှင်မောက္ကလံမဖြေမြတ်ဟာလေခရီးဒေတာစာရီကြွားတဲ့အခါမှာလူပြေနတ်ပြေရင်ကြွားလာမဟုတ်ဘူးတခါတည်းကအဝိစီငရဲလို့ဒုက္ခဘုံတွေကိုကြွားသွားတာရှိတယ်အဝိစီငရဲဆိုတာမဖြစ်လို့အဝိစီလို့ခေါ်တာလဲလို့မေးလို့ရှိအဝိစီဆို ဆင်းရဲဒုက္ခတွေရဲ့အကြာလတ်မရှိဘူး။လောင်းနေတဲ့မိတောက်တွေရဲ့အကြာလတ်မရှိဘူး။ဖြစ်နေကြတဲ့တတဝါတွေရဲ့ရှားမှာအကြာလတ်ဆိုတာမရှိဘူး။မြေသားတွေကလည်းပြည့်အပူလေးထဲမှာ အတ္တိထည့်ထားသလိုပြည့်နေတယ်။လောင်းနေတဲ့မိတွေကလည်းပဲမိတောက်တစ်ခုနဲ့တစ်ခုဆက်နေတယ်အကြာလတ်မရှိဘူး။ဆင်းရဲဒုက္ခဆိုတာလည်းအကြာလတ်မရှိဘူး။ ဓလဇတ်ဆင်းရဲပြီးတော့ဓလဇတ်မီးလောင်နေတဲ့သရဝါတွေနဲ့ပြည့်နေနေတဲ့အဝိဇ္ဇငရဲကိုတခါတည်းဟန်ကြွသွားတယ်။ဗာကိစ္စကြွတယ်ဆိုတော့အဝိဇ္ဇမှာငရဲခံနေရတဲ့ပုဂ္ဂိုလ်တွေသရဝါတွေတခါတည်းဟန်ယန်းတန်ဃာကိုဖူးတွေ့ရရင်လဲရလို့ကုသိုလ်စိတ်ကလေးများဖြစ်သွားလို့ရှိရင် တရားလေးတစ်လုံးနှလုံးနာလဲရလို့ကုသိုလ်စိတ်လေးဖြစ်သွားရင်ဒီဝိစင်ငယ်ကလွတ်ဖွဲ့ရအတွက်အထောက်အကူတွေဖြစ်မှာပဲလို့ဆိုရက်ကြီးမားတဲ့ကရုဏာတရားနဲ့ကြွသွားအဲ့တော့ဒုက္ခတွေတလက်ဆက်ခံနေရတဲ့ငရဲသားတွေကရှမောက်ကလန်ကိုဘယ်လိုလုပ်ဖူးနိုင်မလို့သူဟောတဲ့တရားရောဘယ်လိုလုပ်နာမလို့အမလေးလူလေးဩနေကြတဲ့လူတွေလေငရဲသားတွေအဲ့တော့ဘယ်လိုလုပ်တော့ဆိုရင် ရှင်မောက္ကလံကသူတကိုးနဲ့ငရဲမီးကိုမိုးကလေးရွာချပြီးတော့ခိတ္တခဏလေးငြိမ်းအောင်လုပ်လိုက်တယ်။ငရဲမီးငြိမ်းသွားတဲ့အခါကျတော့သူအတော်သင်လေးတက်တရာရတဲ့ချိန်လေးမှာသူ့ပုံကိုကောင်းငင်ကပြမော်ပြီးတော့ဖူးကြတယ်။အဲ့ဒီချိန်လေးမှာ တရားစကားလေးတစ်ခွန်းနှစ်ခွန်းပြောတယ်။ဒီလိုဆိုတာပေါ့နော်။ဒါကတော့စာရဲပေထဲမှာစကား ဆလာပေလာမဟုတ်ခဲနဲ့ပြောတာဘာလို့ဆိုရှမောက်ကလံဦးစည်းငရဲသွားတော့ငရဲပြေးလိုက်လို့တဲ့လိုက်လို့ပြေးလာငရဲရတော့မြတ်စွာဘုရားကငရဲမိကိုဖန့်ကင်ထားတယ်ကိုတော်ဒီတဲမှာလက်ညှိုးနဲ့လက်မချာဘူးလက်ညှိုးနဲ့လက်မချာပုလုံးလေးကငရဲမိလို့ငရောပြောကြတာလည်းကြားမှာတော့နော်တကယ်ကတော့ဘဘူးဆရာကလက်ကလေးကျိုးသွားလို့ဆိုအလဲကောင်က နော်ဒီတိုင်းထုလို့ရှိရင်ကျိုးသွားမှဆိုလို့အဲ့ဒီဘူးလေးခြံထားတာလက်ညှိုးလက်မခြားလေးခြံတယ်အဲ့ဒါကိုကြံ့ကြံ့ဖမငရဲမိလိုက်လို့ဘုရားကဖမ်းကင်ထားရတယ်လို့ဒီလိုကြံ့ကြံ့ဖမပြောတဲ့လူကရှိသေးတယ်နော်တကယ်ရတော့ငရဲမိလိုက်တာမဟုတ်ပါဘူးအဲ့ဒါလို့အကျိုးရှိရရှိချောင်းဒီလိုလို့